ားလုံးမင်္ဂလာပါဗျာသရွက်ရှုကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်အဲကျွန်တော်လီဗာပူအသင်းနေကတော့ခုနကပဲပေါ့နော်ကျွန်တော်ယူကာဆယ်အသင်းကိုဝမ်ဘလီစတဒီယံမှာပဲတကူ2ကိုနဲ့အရင်နိုင်ခဲ့ပြီးတော့ကြာတော့ကရာဘောင်ဖလားဖိုင်နယ်မှာကျွန်တော်တို့ဖလားလက်မဲ့ဖြစ်ခဲ့ရပြီဖြစ်ပါတယ်ဗျာအဲ့တော့ဗာပဲဖြစ်ယူကာဆယ်အသင်းကတော့ဒီပွဲစဉ်မှာတကယ်ကိုနိုင်နိုင်မှုရအတွက်ထိုက်တန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ် congratulation မှာယူကာဆယ်ပေါ့နော် โอเคဒီဝင်းစင်နဲ့ပတ်သက်ပြီးတော့ကြတော့ဒီနည်းနည်းလေးပေါ့เนาะပြောရမယ်ဆိုရင်တော့ပြောစရာစကားကြီးကတော့အများကြီးပါပဲတကယ်ကိုအများကြီးရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်ဒီပြအာနီစလော့ရဲ့လူထုပ်ပုံပွဲပေါ်ချင်းကတ်တဲ့ပုံစံတွေအစားအကုန်လုံးပြောရမှာဖြစ်တယ်လို့ကျွန်တော်တို့သိရဲ့ကစားသမားတွေရောအကုန်လုံးကတော့ပြောမယ်ဆိုရင်ဒီပွဲစဉ်မှာ final ပွဲတစ်ပွဲနဲ့မတန်ခဲ့တဲ့ပွဲတစ်ပွဲကျွန်တော်တို့ကြည်ဘူးသမျှ final ပွဲဤတိုင်းမှာအညံဆုံး final ပွဲတစ်ပွဲကိုလပဘူအသင်းကစားပြသွားတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအဲ့တော့သွန်းကိုတော့ဒန်ဘန်းကနေပြီးတော့ပွဲသားချင်း45မိနစ်မှာအဖွင့်ကိုစပြီးတော့သွန်း နဲ့အဲ့ဒီဒီသွင်းကိုမသွင်းခင်ကနေကလည်းကျွန်တော်တို့တွေ့နေမြင်နေရတဲ့အနေအထားကဒီဆက်ပြီးတိုင်းမှာဒံပန်းကလိုက်ပြီးတော့တက်လာတယ်တက်လာတဲ့အနေအထားကိုဆက်ပြီးတိုင်းမှာတာဝန်ယူပြီးတော့ဒံပန်းကိုလူကက်ရလာသည်အလက်စစ်မက်ကလစ်စတာဖြစ်နေတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်များစင်နဲ့စိတ်တော့กว่าတယ်မာဂါရဲ့အရက်မောင်းကိုကြည့်မယ်ဆိုရင်ဒံပန်းရဲ့ခါလောက်ပဲရှိတဲ့အနေအထားမှာဒီဒံပန်းကိုတာဝန်ယူရတယ်ဆိုတဲ့အပိုင်းဒီမှာဘလူနေဖြစ်ဖြစ်မာဂါအနေနဲ့ရုံးကန်နေရတာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့အဲ့ဒီအနေအထားကိုလည်းကျွန်တော်တို့အသင်းကပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘူးပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ဂူပီးလိုက်ရတယ်ဒုတိယသွင်းကိုကတော့ တကယ်ကိုအလတနာဤဆက်ကအဲကျွန်တော်တို့မာဖီရဲ့ချပေးမှုကနေတဆင်မထိမဲနဲ့ကျွန်တော်တို့ကိုသမားရဲ့အဝေးတိုင်အောင်လေးကိုအပြင်းကန်သွန်းသွားခဲ့တာဖြစ်တယ်ပေါ့နော်ဒီကူကလည်းကျွန်တော်တို့နောက်တန်းရဲ့အမများတဲ့အနေထားအန်ဒီရောဘတ်ဆန်ရဲ့အီရီယဂျူလရီမှာမရှင်းနိုင်ခဲ့တဲ့အနေထားတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါလေအဲဒီချေပါကူတကူကိုတော့ပွဲကစားချိန်ကျွန်တော်တို့60အပေါင်း5မိနစ်မှာမှဖရီဂိုခီဇာကဟာဘီအလီယောရဲ့ဖန်ပြီးမှုကနေပြီးတော့သွင်းယူနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဟိုဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့နေရာတိုင်းမှာလေပါဘူးအသင်းကနယူကာဆယ်အသင်းကိုအဘက်ဘက်ကနေပြီးတော့ရှင်ပြီးမကစားနိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါ ါတယ်အဲဒါလူထုပ်ပုံပေါ့နော်လူထုပ်ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ညီကိုတော်တော်များပြောနေကြတာတွေ့ရပါတယ်လက်ရှိကျွန်တော်တို့ကယ်လီဟာကိုသုံးလာတဲ့အလက်ဆင်ဘက်ကာကိုရံမာထားခဲ့တယ်ပြီးကြတော့ကျွန်တော်နောက်တန်းမှာပုံမှန်သုံးနေကြလူစီရင်မှာကျွန်တော်တို့ကုနာတီပြန်လဲပါဝင်လာခဲ့တဲ့အနေအထားအဲ့ဒီအတွက်ကျွန်တော်တို့အာနိုရဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျာလေးကွန်ဆက်ကိုထည့်ပြီးတော့သုံးလာခဲ့တာဖြစ်တယ်ကွန်လဲမှာဒိုမီနစ်ဆိုဘစ်လိုင်းရဲ့အလက်ဆင်မကလစ်စတာရဲ့ရိုင်ယန်ဂရာဗန်ဘက်ရဲ့ကိုပြန်ပြီးတော့သုံးလာတယ်တိုက်စစ်ပိုင်းမှာဂျိုတာရဲ့ပြီးကြတော့ရှိရင်လူချိုရဲ့ကျွန်တော်တို့ အဲဒီမူဆာလာရဲ့ကိုအသုံးပြုလာခဲ့တာဖြစ်တယ်။အရှင်းရင်းလေးပါပဲကျွန်တော်တို့ကွန်းဆက်ကိုသုံးလာပြီဆိုကနေကကျွန်တော်တို့သိထားတဲ့အချက်တစ်ခုပါပဲကျွန်တော်တိုက်စစ်လန်ချောင်းကတည်သွားတယ်ဗျာတိုက်စစ်လန်ချောင်းကကွန်းဆက်စီကနေဘောလုံးကဘလူးလင်းထဲမှာမြှုပ်လင်းလို့မရဘူးအတက်ကင်းအတွက်ကိုဘလူးမှာဘောလုံးမထွက်ဘူးဒါအာလုံးနဲ့ကွန်းဆက်ရဲ့ကွာဟာချက်ပေါ့နော်ကျွန်တော်ညီကိုလေးအအောင်လည်းသိပြီးသားပါပဲဒီအချက်ကအဲတော့တိုက်စစ်ကကွန်းဆက်စီကနေဘောလုံးလုံးဝမထွက်ဘူးကွန်းလေပိုင်းက gravity marker ဆိုဘူးဒီကွန်းလေအတွဲကကျွန်တော်တို့ထဲမပြောသင့်ဘူးဆိုရင်ပဲပြောခုပြောရမယ့်အချက်တစ်ချက်ကပွဲပန်းမှုအနေထားဗျာပြီးခဲ့တဲ့ကျွန်တော် တို့ဒီ Champion League PSG နဲ့အင်္ဂွန် MV မှာတော့ငါဒီကစားသမားတွေကမိနစ်120လုံးကိုအတကုံရုံးကန်နေရတဲ့အနေအထားသူတို့မှရှိသမျှ မိစာအကုံလုံးကိုပြီးခဲ့တဲ့အန်ဖီကွန်လဲမှာအကုံလုံးအကုံလုံးကိုတောက်လောင်ခဲ့တဲ့အနေအထားမှာဒီပွဲစဉ်မှာဘလို့နည်းနဲ့မှအဲ့ဒီကစားသမားတွေမှာစတာမီနာပါမလာခဲ့ဘူးပေါ့နော်ပြောမယ်ဆိုရင်ကစားအလုံးအမမရှိဘူးပွဲပန်းနေတာအရှင်းကြီးမြင်သားတယ်ဒါကမပြောသင့်ဘူးဆိုရင်ပဲလေပြောကိုပြောရမယ်အချက်ကိုမြင်ကိုမြင်သားခဲ့တဲ့အချက်ပေါ့နော်ဒိုမီနစ်ဆူပါစလိုင်းပြောင်းနေခဲ့တဲ့အနေအထားမာကာပင်ပန်းနေတဲ့အနေအထားဂရာဘီရုံးကန်နေရတဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့ရတယ်အဲ့ဒီတော့တိုက်စစ်ပိုင်းမှာပွဲထွက်လာခဲ့တဲ့အဲကျွန်တော်တို့ဆာလာရဲ့ပြီးကြရင်ကျွန်တော်တို့ဂျူတာရဲ့လူးစ်ဒီယက်ရဲ့လူးစ်ဒီယက် တတော်လေးကိုဆုတ်ပြတ်ခဲတဲ့ကျွန်တော်တို့သင်ရဲ့တိုက်စစ်လိုပဲဆိုသွားမှာဖြစ်တယ်။ဘာမှလေဘာမှမလုပ်ပြနိုင်ခဲ့ဘူးလို့မြင်နေ။နောက်တစ်ခုကဂျူတာဒီပွဲစဉ်မှာကျွန်တော်ဂျူတာကိုပွဲထွက်လာခဲ့တယ်ဆိုတာကအာနီစလော့ကိုကျွန်တော်အရင်အပြစ်မပြောဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဂျူတာအနေနဲ့ဂျူတာကိုပဲသုံးမှာပဲ။လက်ရှိကျွန်တော်တို့တိုက်စစ်ပိုင်းမှာလူချိုးကို force line မြင်ရမလားလို့ကျွန်တော်တို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ဂပူကတိုက်ခိုက်မှုမပြေဝအောင်လို့မြင်နေဗျ။ဂပူဝင်လာပြီးတော့လေဂပူအနေနဲ့ကဘာမှမလုပ်ပြနိုင်ခဲ့ဘူးလို့ခံစားရတယ်။အဲ့ဒီအထားမှာသူကဒါဝန်လူညက်ဆိုင်ဂျူတာကိုယုံကြည်ပြီးတော့နေရာတစ်ခုပေးလာခဲ့တယ်။ဂျူတာနဲ့လစ်ပါဘူးဇလ လန်ပြီးပြီဗျလာလာမယ့်ရာသီမှာဂျူတာကိုရောင်းမယ်ဆိုရင်လည်းရောင်းလို့ရပြီလို့ဆိုအောင်မှာဖြစ်တယ်သူကကောင်းတဲ့အချိန်ကြီးမရှိခဲ့ဘူးမဟုတ်ဘူးရှိခဲ့တယ်ဒါပေမဲ့လို့ ီပွဲစဉ်မှာဘာမှလည်းမလုပ်ပြနိုင်ဘူးရှေ့ပွဲစဉ်ဒီမှာလည်းလုံးဝပြနိုင်ခဲ့တာတွေများပြီအဲ့ဒီနေ့ထာမှာဂျွန်တာထက်စာလို့ရှိရင်ကျွန်တော်တို့ဘသူ့ကိုနေရာပေးမလဲဒါဝန်ကိုပို့ပြီးတော့နေရာပေးလာတော့မလားဆိုတာအာနစ်လော့အနေနဲ့မဖြစ်မနေဆုံးဖြတ်ရတော့မယ့်အပိုင်းတွေရောက်လာခဲ့ပြီလို့ကျွန်တော်မြင်တယ်ဒါစာလာအနေနဲ့ကလည်းဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့လိုကျွန်တော်ဟိုအဲ့ဒီအနေအထားတစ်ခုကိုပေါ့နော် line နဲ့ပွဲထွက်လာခဲ့တဲ့အနေအထားတစ်ခုမှာနီးပြတစ်ယောက်ကသူ့ရဲ့ခေါင်းမာမှုအရာသူ့ရဲ့ game plan အရာပွဲထုတ်လာခဲ့တဲ့အနေအထားကိုတော့ကျွန်တော်အရင်ကြီးအပြစ်မပြောချင်ဘူးဒါပေမဲ့လို့ဒီပထမအပိုင်းမှာကျွန်တော်တို့တကူကူမရှိနဲ့ညူကာဆယ်က ဥဆောင်သွားတဲ့အနေအထားမှာဒုတိယပိုင်းမှာဒီလူစင်းကိုပဲဆက်ပြီးအသုံးပြုလာခဲ့တဲ့ဆိုတဲ့အနေအထားတစ်ခုကတော်တော်လေးရုပ်ပေါက်ခဲ့တယ်လို့ကျွန်တော်မြင်တယ်။ဒါက final ပွဲစဉ်တစ်ပွဲဖြစ်တယ်။ကျွန်တော်တို့မှာအမားပြင်ဆင်ခွင့်ကပထမပိုင်းနဲ့ဒုတိယပိုင်းကြားထဲမှာပဲရှိမှာ။အဲ့ဒီအနေအထားမှာ Anislot အနေနဲ့ကပထမပိုင်းအပြီးမှာပဲတိုက်စစ်ပိုင်းကိုအပြောင်းအလဲပြုလုပ်ခဲ့တင်တာ။ဒါက ဟိုတကယ်လို့ပေါ့နော်ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီပွဲစဉ်မှာကျွန်တော်တို့ဂိုးပြလိုက်ရတဲ့အနေအထားဒုတိယဂိုးပေါ့နော်အလဇနာအီဆာရဲ့ဂိုးပြလိုက်ရတဲ့အနေအထားမှာအဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ဒုတိယပိုင်းစဆာချင်းမှာဒါ maybe ဂျူတာရဲ့နေရာမှာဒါဝန်နူးညက်ဖြစ်ပါစေဒါမှမဟုတ်ရင်ကျွန်တော်တို့ဂိမ်းပလန်တစ်ခုကိုအပြောင်းအလဲတစ်ခုပေါ့နော်ပြောမယ်ဆိုရင်ကိုယ်နဲ့ကစားသမား၄ယောက်ထိထားမှာလာအာဘလူးပုံစံမျိုးပြောင်းလဲတစ်ခုပြုလုပ်ပါလေအဓိကကတော့ဂျူတာတို့လူးဝစ်ဒီယက်တို့ကိုအောက်ကိုအောက်ခဲတဲ့အနေအထားတစ်ခုမှာရှိနေခဲ့တာဖြစ်တယ်ဒါကိုအာနီစလော့အနေနဲ့ကဆက်ပြီးတော့ သုံးလာခဲ့တယ်။သုံးလာခဲ့တဲ့အနေထားမှာအလဇနာအီဆက်ကထပ်ပြီးတော့ဥဆောင်ကိုသွင်းတယ်။အဲ့ဒီအနေထားမှာလူစားလဲတယ်ဆိုတာကလူစားလဲမှုအရန်နောက်ကျတယ်လို့ကျွန်တော်မြင်တယ်။အဲဒါကရှေ့မှာအာနီစလော့ကောင်းခဲ့တဲ့ပွဲတွေမရှိဘူးလား။ရှိတာပဲ။အများကြီးကောင်းခဲ့တယ်။အများကြီးကောင်းလို့လေဒီဒီအနေထားထိရောက်လာခဲ့တာပဲ။ဒါပေမဲ့မှားတယ်ဆိုတာကတော့မှားတယ်လို့ထောက်ပြရမှာတော့ဒါအမှန်တရားပဲ။အဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာတော့အာနီစလော့အနေနဲ့အဲ့ဒီအပိုင်းတွေမှာမှားခဲ့တယ်လို့ကျွန်တော်မြင်တယ်။နောက်ဆုံးလူစားလဲမှုခီးစားတို့အီဒီယောတို့အဲဂျုံတဲ့လူကိုတွေးတဲ့လူတိုက်စစ်တဲ့ကစားသမားတွေကိုအကုန်လုံးစုပြုံပြီးတော့ထည့်တယ်ဆိုတာကလည်းဒါကနီးစနစ်တစ်ခုမဟုတ် တ်တော့ဘူးဗျာနောက်ဆုံးပြောရမယ်ဆိုရင်သူယူသွေးတန်းခင်းတဲ့အကွက်တွေလို့ကျွန်တော်မြင်နေနောက်တစ်ခုပေါ့နော်အဲကျွန်တော်တို့ပြိသက်တွေအနေနဲ့ကရှေ့မှာအလက်ဇန်ဘာကာကိုတောက်လျှောက်သုံးတယ်ကယ်လီဟာကိုနေရာမပေးဘူးပေါ့နော်အဲ့ဒီနေသားတစ်ခုအပေါ်မှာအလက်ဇန်ဘာကာထပ်ပူပြီးတော့ကယ်လီဟာကိုနေရာပေးတဲ့နေကယ်လီဟာကအလက်ဇန်ဘာကာထက်အများကြီးတာတယ်ဆိုပြီးတော့ကျွန်တော်တို့လီဗာပူဖန်တချို့တချို့တော့လီဗာပူဖန်နေကြလဲမှာလဲငင်းခုန်နေကြလဲအနေသားလေးတစ်ခုတွေ့ရတယ်ဒါဒီပွဲစဉ်မှာဆိုရင်ကယ်လီဟာကိုနေရာတစ်ခုပေးလာတယ်ဒါပေးလိုက်ရတဲ့ဂိုးတွေကအလက်ဇန်ဘာကာဆိုရင်လေပေးကောင်း ပြီးရချင်းပြီးရမှာပဲပြီးရဖို့ရခိုင်ကုန်လည်းများတယ်သွန်းသွားတဲ့နှစ်ကိုလုံးကပေါ့နော်ဒါပေမဲ့လို့ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတက်စီဘီအဖြစ်ကစားနိုင်တဲ့အနေအထား CB တရားအဖြစ်ကစားနိုင်တဲ့အနေအထားပြောမယ်ဆိုရင်ဒီနောက်တန်းမှာဝင်ရောက်ပြီးတော့ဒီဘောလုံးပိုင်ဆိုင်မှုရှင်ပြီးတော့ကစားမယ့်အနေအထားဒီမှာအလစန်ဘကာနဲ့ကယ်လီဟာဒီအများကြီးกว่าတယ်ဆိုလာတယ်ဒီပွဲစဉ်မှာတက်တည်ပြခဲ့တာဖြစ်တယ်အဲ့တော့အလစန်ဘကာနဲ့ကယ်လီဟာရဲ့ကွာဟာချက်ကိုလည်းကျွန်တော်တို့လစ်ပါဘူးဖန်နေအနေနဲ့ရှင်းရှင်းလင်းလင်းသဘောပေါက်သိမ့်ပြီလို့ကျွန်တော်အနေနဲ့မြင်မိတာဖြစ်ပါတယ်ဗျာ โอเคถ้าပါတော့ပွဲပြီးပြီးသွားခဲ့ပြီဒီပွဲစဉ်ကပြီးသွားခဲ့ပြီဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့သင်းကတပတ်အထွန်းထဲမှာပဲစူဖလားနှလုံးကထွက်ခွာခဲ့ရပြီဖြစ်တယ်။ရှေ့မှာကျွန်တော်တို့ PSG ကိုနှစ်ကြော်ပေါင်းရလတ်နဲ့ကျွန်တော်တို့ဝမ်းဝမ်းသိရကြတယ်။ပင်လယ်ဒီအရှုံးဆုံးဖြတ်မှာလည်းပေါ့ဘူးရှုံးပြီးတော့ချန်ပီယံလိရရင်ထွက်ခဲ့ရတယ်။အခုလက်ရှိ အခုလက်ရှိကရာဘောင်ဖလားမှာလဲကျွန်တော်နျူကာဆယ်ကိုရှုံပြီးတော့ကြတော့ကျွန်တော်တို့ဖလားလက်လွတ်ခဲ့ရပြီဖြစ်တယ်အဲဒီတော့ကြတော့ဒီအရှုံးကနေအလင်းမြန်နိုးထနိုင်ဖို့ရလို့တယ်ပြီးခဲ့တဲ့အရာတွေကတော့ပြီးသွားခဲ့ပြီဘာမှလုပ်လို့မရဘူးကျွန်တော်တို့ဒီလူစင်းနဲ့လေအစိုးရကနေကကျွန်တော်တို့သိခဲ့ပြီးသားပဲပေါ့နော်အချိန်တန်ရင်ပွဲပန်းရင်ကြာလာနိုင်မယ်ဆိုတာလေကျွန်တော်တို့သိထားပြီးသားအခုလက်ရှိပွဲပန်းမှုတွေဖြစ်လာခဲ့ပြီးဒဏ်ရာပဒနာတွေအများကြီးကြုံလာခဲ့ပြီးအဲ့ဒီနေ့ထာမှာကျွန်တော်တို့အသင်းရဲ့ကြာရိတ်တွေကတောင်းလျှောက်တောင်းလျှောက်ကိုတပွဲပြီးတပွဲကိုမြင်တွေ့လာရတဲ့အနေအထားကတော်တော်လေးကိုဒါပြင်ဆင်ရမယ့်အချက်တစ်ချက်လို့ပြည့်ဒီတက်ရှိကျွန်တော်တို့ ိမ့်သက်တီတောင်မှမြင်နေရတဲ့အနေအထားမှာကျွန်တော်တို့အသင်းရဲ့ပိုင်ရှင်တွေကမဖြစ်မနေအင်အားဖြည့်တင်းပေးရမယ့်အချက်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါလက်ရှိအချိန်မှာတော့ဒီယာဒီ transfer window လည်းပိတ်သွားခဲ့ကြီးရပါမှလည်းလုပ်လို့မရတော့ဘူးโอเคလာမယ့်ယာဒီမှာဘယ်လိုလုပ်မှာလဲโอเคအဲ့တော့လက်ရှိမှာ super plan နှလုံးကထွက်ခဲ့ရပြီလက်ကျန် premier league တစ်လုံးပဲကျန်ခဲ့ကျွန်တော်တို့ fp plan ထွက်ခဲ့ရတယ်ကျွန်တော်တို့အပြစ်မပြောဘူး champion league ထွက်ခဲ့ရတယ်အပြစ်မပြောဘူး d crown plan ထွက်ခဲ့ရတယ်ဆိုတာကတော့တကယ်ကို arnis law ရဲ့အမလက်ပတ်ဘူးကစားသမားတွေရဲ့အမပိုင်ရှင်တွေရဲ့လူမဖြစ်တင်းပေးခဲ့တဲ့ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာကိုယ်လည်းကစားသမား ားတစ်ယောက်နောက်တန်းတစ်ယောက်လောက်ကိုမဖြည့်တင်းပေးခဲ့တဲ့အနေအထားလေးကိုလက်တွေ့ခံစားခဲ့ရတယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့လက်ချံပရီးမီးယားလိတလုံးပဲကြံတော့တယ်ပရီးမီးယားလိမှာလက်ချံပွဲစဉ်၉ပွဲအာဆင်နယ်အသင်းနဲ့လက်ရှိနေထားမှာပွဲကစားပွဲကစားထားတာ၂၉ပွဲအတူတူပဲရမှတ်၁၂မှတ်ထိဖြတ်ထားနိုင်တာဖြစ်တယ်အဲ့တော့ကြတော့လက်ချံ၉ပွဲမှာ၅ပွဲနိုင်ရင်ပရီးမီးယားလိတေချာပေါက်ရပြီဆိုတဲ့အနေအထားတစ်ခုမှာရှိတယ်တေချာပေါက်ကိုရပြီဗျအဲ့တော့ကြတော့ ဆဆချင်းကျွန်တော်အခုလက်ရှိအနာနေ channel break နားတယ်နိုင်ငံတကာပွဲစဉ်ကာလမှာကစားသမားတွေအနေနဲ့သူတို့ကိုသူတို့ယုံကြည်မှုအကောင်းဆုံးပြန်ပြီးတော့စောက်တည်တဲ့လက်ရှိကြသွားတဲ့စိတ်ဓာတ်တွေကိုအမြင့်ဆုံးပြန်ပြီးတော့ဆွဲတင်နိုင်မှုရလိုအပ်တယ်လို့မြင်တယ်ဆက်ပြီးတော့ကြတော့ကစားမှာဒီကျွန်တော် international break ပြီးပြီးချင်းကစားမှာဒီကျွန်တော်တို့ရဲ့အခါသီးဆုံးပြိုင်ဘက် everton အသင်းနဲ့ရင်ဆိုင်ကစားသွားမှာဖြစ်တယ်မာစီးတိုက်ဒါဘီပွဲစဉ်အဲ့ဒီပွဲစဉ်မှာမဖြစ်မနေအနိုင်ရလက်ရရှိဖို့လိုတယ်တကယ်လို့အဲ့ဒီပွဲစဉ်ကိုမနိုင်ဘူးဆိုရင်တော့ ျွန်တော်တို့အနေထားတွေကတော်တော်လေးတော်တော်လေးကိုလေပဘူးအသင်းရဲ့ဒီနေ့ရာသီလက်ရှိဖလားတစ်လုံးများလက်ကျန်ဖလားတစ်လုံးနဲ့ပဲကျန်တော့လေအဲ့ဒီပရီးမီးယားလိမျော်လင့်ချက်အတွက်ကတော်တော်လေးကိုရေစုံမျောသွားမယ်အနေထားတစ်ခုမှရှိတယ်အဲ့တော့အေဗာတန်ရဲ့ပွဲကိုအကောင်းဆုံးပြန်လာဖို့အင်ကွန်အန်ဖီမှာပထမအကြော့ကအေဗာတန်လုခဲတဲ့အနေထားတွေကိုအကောင်းဆုံးတုံ့ပြန်နိုင်ဖို့ရလိုအပ်တယ်လို့မြင်နေအဲ့တော့ကြတော့ဘာပဲဖြစ်ဖြစ်လက်ရှိဖလားတစ်လုံးကထွက်သွားခဲ့ပြီကျွန်တော်တို့ဖန်တီမျော်လင့်ထားတဲ့အနေထားတွေဖြစ်မလာခဲ့ဘူးလို့ဆိုရမှာဖြစ်တယ်ဒါပေမဲ့လို့ ကစားသမားတွေကိုယ်တိုင်လည်းဖြစ်ချင်မှာမဟုတ်ဘူးနီးပြားကိုယ်တိုင်လည်းဖြစ်ချင်မှာမဟုတ်ဘူးဒါချိဆက်ပြီးတော့လက်ကျန်ပရီးမီယာလိလက်ကျန်ဖလားလိတစ်လုံးနဲ့အတွက်လက်ကျန်၉ပွဲမှ၅ပွဲနိုင်ရင်ရပါပြီအဲ့ဒီအနေထားကိုတော့အကောင်းဆုံးကစားသမားတွေလုံဆောင်နိုင်နိုင်မယ်လို့မြင်နေဒါဒီပွဲရဲ့ဆိုင်ရဖက်တီကလည်းတေချာပေါက်ကိုအဲ့ဒီပွဲစဉ်၉ပွဲအပေါ်မှာလည်းရိုက်ခတ်မှုတွေရှိလာဖို့အနေထားတွေများတယ်ဒါပေမဲ့လို့ professionally လုံးလုံးနေကြတာဖြစ်တယ်အဲ့ဒီအနေထားမှာပြီးခဲ့တဲ့အရာတွေကိုပြီးခဲ့သလိုထားခဲ့ပြီးတော့ကြတော့ လက်ကျန် ပရီးမီးယားလိကိုးပွဲမှာငါးပွဲနိုင်ရေးအတွက်ပဲအကောင်းဆုံးခေါင်းလေးကိုထည့်ထားတဲ့နယ်လို့ကျွန်တော်အနေနဲ့မြင်နေလက်ရှိအရှုံးတွေကိုမေးပြောက်ဖို့ရအတွက်အကောင်းဆုံးလိုအပ်နေပြီလို့မြင်မိတာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါအဲအဲ့တော့ညီကိုလိုရဲ့အမြင်လေးတွေရှိမယ်ဆိုရင်လည်းကွန်မန့်ပေါက်ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးသွားကြပါဦးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြတာပေါ့ဗျာ